ကံကောင်းစေခဲ့တဲ့ကံဆိုးခြင်းများအရင်ဆုံးတော့ကံဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ခံယူချက်ကိုစရှင်းပြခြင်းနဲ့အရာအလုံးကကံစီမံရပဲဆိုသလိုကျွန်တော်တို့ဘဝတွေကကြိုတင်ရေးသားထားပြီးသားစာအုပ်တော့မဟုတ်ဘူးအတိတ်ဘဝတွေကကျွန်တော်တို့လုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တွေရှိမယ် ဒါတွေကိုပြန်ခန်းစားစံစားရမယ်။ရှောင်လွဲလို့မရဘူး။သို့တော့ကျွန်တော်တို့ဒီဘဝမှာလုံးသမျှအရာတွေကလည်းအရေးကြီးပြန်သေးတယ်။အသက်ဘယ်လောက်ရှိမဲဆိုတာကိုယ့်ရဲ့အတိတ်ဘဝကလုံးခဲ့တာတွေနဲ့ဆိုင်နေ။ဒါပေမဲ့ဒီဘဝမှာဘလောက်ကျမ်းမာရေးဂယုစိုက်တယ်လဲဆိုတာကလည်းအရေးကြီးပြန်နေပေါ့။ပြောရရင်ဘဝဆိုတာစောက်တော့ပဲဆိုပါတော့ ဲ့ဒီစာအုပ်မှာကြိုရေးသားထားပြီးသားစာမျက်နှာတွေရှိတယ်။အဲ့လိုပဲစာမျက်နှာအလွတ်တူလည်းအများကြီးကြံသေးတယ်။ဘဲစာမျက်နှာဘာရေးထားလဲ။ဘဲစာမျက်နှာက အလွတ်ကြီးလဲဘယ်သူမှမသိဘူး။ကိုလှုပ်ရှားရှိတာက စာမျက်နှာတိုင်းကို အကောင်ဆုံးစူးစမ်းရေးဖို့ပဲ။ရေးထားပြီးသားစာမျက်နှာဆိုရင်တော့ကိုဘလောက်ပဲရေးရေးအရာမထင်တော့ဘူးပေါ့။အဲ့ဒါကိုကျွန်တော်တို့ကကန်ဆိုးတယ်လို့ပြောကြတာပေါ့။ ဘေးရင်တွေပါရင်မေးရင်တော့ယာဟုဂျိုရဲရောက်နေတယ်စသဖြင့်ပြောကြမှာပေါ့လေစာမျက်နှာအလုပ်ပေါ်မှာအာချိုးမှန်တက်ရေးလိုက်တဲ့အခါမျိုးကြောင့်လုံးသမျှဖြစ်တယ်ဆိုပြီးပြောကြတာပေါ့အရာအားလုံးကကန်စီမှန်ရပဲဆိုပြီးထိုင်နေရင်တော့စာမျက်နှာအလွတ်တွေမှာလည်းဘာမှမရေးလိုက်ရပဲကိုစာအုပ်ကတရားဝိုးသုံးအုပ်ဖြစ်သွားလိမ့်မယ်။ငါရေးသမျှအရာထင်မယ်လို့တွေးနေပြန်ရင်လည်း ကြိုရေးပြီးသားစာမျက်နှာနဲ့စုံတဲ့အချိန်ကျစိတ်ပင်ပန်းဆင်းရဲရလိမ့်မယ်။တကယ်တော့ဘဝဆိုတာအဲ့ဒီနှစ်ခုကြားထဲမှာရှိနေတာ။ဒါကတော့ကံနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ခံယူချက်ပေါ့။ခေါင်းစဉ်နဲ့ပတ်သက်တာဆက်ပြောရရင်တော့ကျွန်တော်မှာလူသိမ့်မသိတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာနှစ်ခုရှိတယ်။တစ်ခုကကျွန်တော်မျှော်လင့်ထားရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စိတ်အစွဲပဲ။ အဲ့ဒါကျွန်တော်ရှစ်တန်းလောက်ကလေးကသတိထားမိတာအခုထိလည်းအဲ့ဒီလိုပဲဘဝနဲ့ချီတာတွေမပြောနဲ့ဒါလေးစားကျင်လိုက်တာ ဆိုပြီးချက်ချပါပါစားကျင်စိတ်ကလေးဖြစ်ရင်တော့စိုင်ကပိတ်နေတာမျိုးမကြခဏကြုံရတယ်ကျွန်တော်အရင်ဘဝကသူများဆန္ဒပြေဝဖို့ကိုဖျက်လို့ဖျက်စီလောက်ခဲ့မိတယ်လို့ထင်ပါတယ်ဒီဘဝမှာအလိုဆန္ဒတွေပြည့်တယ်ဖြစ်ချင်တာတွေဖြစ်လာတယ်ဆိုတာမရှိသလောက်ရှားခဲ့တယ် အဲ့ဒီလိုနဲ့ကြာလာတော့ကျွန်တော်မှဘာရေရှိအစီအစဉ်ဘာမျော်လင့်ချက်မှမရှိတော့ဘူးဖြစ်လာတယ်။နောက်9နှစ်10နှစ်ကြာရင်ဘာဖြစ်ရမယ်လို့မပြောနဲ့။နောက်လာအတွက်တောင်ကျွန်တော်တွေးမထားဘူး။အဲ့ဒါကောင်းလားဆိုဘယ်ကောင်းမလဲ။ If you fail to plan, you plan to fail လို့တောင်ပြောကြတယ်မဟုတ်လား။ဘာဆက်လုပ်မလဲ။ဘာအစီအစဉ်ရှိလဲ။စသဖြင့်တရားရောက်ကမင်းရင်လဲ။ကျွန်တော်မှဖြစ်ရတော့ခက်တယ်။သို့တော့ ကောင်းသွားတာတွေကဘာလဲဆိုတော့ပစ္စုပန်မှာတက်တက်နေတက်လာတယ်။လူဝင်ဆန္ဒတွေနေလာတယ်။ဘသူ့ကိုမဆိုအကောင်းဆုံးဆက်ဆံပေးတယ်။ဒီလူစီကဘာပြန်ရခြင်းလဲဆိုတဲ့မျှော်လင့်ချက်မရှိတော့ဘူး။လည်းလူကိုမဆိုလည်းအကောင်းဆုံးလုပ်တယ်။ဆက်ဆံရမှအကျိုးမြတ်ရမှမဟုတ်ဘူး။လူငယ်တွေအတွက်အခမဲ့ပြောပေးတဲ့ဟောပြောပွဲလဲဆက်ဆံရတဲ့ပွဲတွေလိုပဲ တူညီသောအားထုတ်မှုလုပ်တယ်။ဒီလူကနေပဲ ကျွန်တော်အလုပ်တွေအများကြီးအဆင်ပြေခဲ့တယ်။မိကောင်းဆွေကောင်းတွေရခဲ့တယ်။ဘလို့တွေပဲဖြစ်လာဖြစ်လာခဏရင်ရှိတယ်။တနေ့တာချင်းစီကိုအကောင်းဆုံးကြော်ပြနိုင်တယ်။လိုချင်တယ်ဖြစ်ချင်တယ်ဆိုတနည်းနည်းနဲ့ပြက်ပြက်သွားတာတွေများလာတဲ့အခါလိုချင်စိတ်ဖြစ်ချင်စိတ်တွေနှဲလာတယ်။သူများတွေလိုလူကူတကဒီလိုစိတ်တွေထိမ့်ချုပ်ပယ်တတ်နေစရာမလိုတော့ဘူး။နောက်တစ်ခုကကျွန်တော်မှာ imposter syndrome ဆိုတာရှိတယ်။ လိုရင်းတူရှင်ပြောရရင်တော့ကိုကိုကိုအထင်သေးတဲ့ယောဂတခုခုအောင်မြင်သွားတယ်ဆိုအဲ့ဒါငါတော်လို့မဟုတ်ဘူးငါကျူးစားလို့မဟုတ်ဘူးကံကောင်းလို့ပါဆိုပြီးတွေးထက်တာမျိုးပေါ့အဲ့ဒါကကျွန်တော်ငငယ်ကအတွေ့အကြုံနဲ့လဲဆိုင်နေညာတော်အဖြစ်တော့အဲ့ဒီလိုစိတ်မျိုးရှိသူတွေဟာကလေးဘဝမှာသူတို့ရဲ့အောင်မြင်မှုတွေကိုချီးကျူးမခံရတာအမားလုံးမရင်အပြစ်တင်ခံရတာတွေကြုံခဲ့ကြရတယ်ဒီတော့ ဘာမစို့မလုံရဲမကန်ရဲဖြစ်လာတယ်။ကို့ရည်ချင်းကိုတန်တရားရှိလာတယ်။အောင်မြင်သွားရင်လဲသူတို့ကြိုးစားလို့လို့မထင်တော့ပဲ။တန်ကောင်းလို့ပဲလို့ထင်နေတတ်ကြတယ်။ကျွန်တော်လည်းအဲ့လိုပဲပေါ့။အဲ့ဒါရောကောင်းလားဆိုဘယ်ကောင်းမလဲ။ဥပမာအခုကိုဗစ်ကြောင့်လူတွေစီးပွားရေးထိကြတယ်။အလုပ်တွေပြုတ်တယ်။ကျွန်တော်လည်းပါတယ်။သူများတွေကြငါပြန်လှုပ်နိုင်တယ်ပြန်ရှာနိုင်တယ်လို့တွေးပေမဲ့ကျွန်တော်ကြ ငါကတော့ဒီလိုအနေထားနောက်တစ်ချိန်ပြန်မရောက်တော့ဘူးလို့တွေးတယ်။မတော်တဆကံကောင်းပြီးထဖြစ်တာ။နောက်တစ်ချိန်ဒီလိုကံကောင်းဖို့ဆိုတာမလဲတော့ဘူးပေါ့။အဲ့ဒီလိုတွေးတယ်။ဒါပေမဲ့ကျွန်တော်မှအဲ့ဒီပြဿနာရှိနေတဲ့အတွက်ဘာကောင်းသွားလဲဆိုတာကိုဆက်ရေးပြမယ်။တချို့ဆိုပြောကြတယ်။ကြာပြူတရားကဟန်ဘက်ဖြစ်တယ်။ကိုကိုကိုနှိမ်ချတတ်တယ်ပေါ့လေ။တကယ်တော့အဲ့ဒါကျွန်တော်စိတ်ကောင်းရှိလုံးလို့မဟုတ်ဘူး။ imposter syndrome ရှိနေတဲ့အတွက်ကိုကိုကိုဘာမှမဟုတ်ဘူးလို့မြင်နေတော့အလိုလိုနေရင်မာမာနာမရှိတော့ဘူးဖြစ်သွားတာလူတိုင်းကိုလည်းလေးစားတတ်သွားတယ်အကောင်လုံးကငါထက်သားတယ်ဆိုတဲ့စိတ်မျိုးရှိနေတာကိုလောကဓာတ်တရားမှာအစိုးလေးပါးကရှင်းတယ်ဘာလို့အကောင်လေးပါးကိုလည်းလောကဓာတ်အဖြစ်သတ်မှတ်ကြတာလဲလို့စဉ်းစားဘူးတယ်လူဆိုတာချမ်းသာခြင်းနဲ့အကျွေးရန်ပေါ်ခြင်းနဲ့ချီးကျူးခံရခြင်းနဲ့ လက်လာပါပေါ်များခြင်းနဲ့ဒါတို့ရဖို့အတွက်မဟုတ်တဲ့နည်းတွေနဲ့ကြိုးစားမိလာတယ်။ဒါတို့ရလာတဲ့အခါမှာလဲမန်တက်လာတယ်။ထောင်လွားလာတယ်။သူတစ်ပါးကိုအထင်သေးလာတယ်။ဆုံးရှုံးသွားတဲ့အခါမှာလဲဝမ်းနည်းပူဆွေးတယ်။ဒါကြောင့်ဒီအကောင့်တရား၄ပါးကိုလဲလောကရန်အဖြစ်နဲ့ထည့်ထားတာ။ကျွန်တော်ကကိုကိုကိုအဲ့ဒီလိုအကောင့်တရားတွေနဲ့မထိုက်တန်ဘူး။ငါခံစားရမှာမဟုတ်ဘူးလို့ထင်နေတော့ အသေးအံငန်းငန်းတက်လိုချင်နေတာမျိုးမရှိတော့ဘူး။နောက်ပိုင်းပတ်စံတွေရှိလားလူမှုကွန်ရက်မှာ follower တွေများလားတနေ့တနေ့လက်ဆောင်တွေအများကြီးအိမ်ကိုရောက်ရောက်လာတာတွေကြုံရတဲ့အခါမှာဒါတွေကခဏပါငါနမဲရှိတုံးလေးကန်ကောင်းလို့ရတာလို့တွေးနေတော့ဒါတွေပေါ်မတရားတော့ဘူး။မရတော့တဲ့အခါမှာလဲစိတ်ကထူးပြီးမခံစားရဘူး။ငါနမဲကြီးပဲဆိုပြီးဘယ်သူဘယ်ဝါကိုတော့ဖြစ်မချေမငန်ဆက်ဆံလိုက်တာ အလုပ်ကိုလာကျင်တဲ့အချိန်မှလာတာလို့ professional ပတ်စံနာတွေလည်းမလုပ်မိတော့ဘူး။ဒါကြောင့် imposter syndrome ကကျွန်တော်ကိုနှိမ်ချတတ်တဲ့တစ်ဖက်သားကိုလေးစားတတ်တဲ့လောကရန်တရားတွေကိုရင်းဆိုင်နိုင်တဲ့လူတစ်ယောက်ဖြစ်လာစေခဲ့တယ်လို့ပြောရမယ်။ကျွန်တော်ဒါတွေပြောနေတာကကျွန်တော်လိုလိုက်လို့မဟုတ်ဘူး။ဘဝကိုဘာအစီအစဉ်မှမရှိဘဲဖြတ်တန်းနေတာကလည်းမကောင်းဘူးလို့ imposter syndrome ဆိုတာကလည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူး။သို့တော့သိစေချင်တာကညာတော်အဖြစ်ကျွန်တော်တို့တွေဟာကံကောင်းတာကိုပဲလိုချင်နေ။ချမ်းသာတဲ့မိဘစီပဲလူဖြစ်ချင်နေ။မပြည့်စုံတဲ့မိဘစီလူမဖြစ်ချင်ဘူး။ဒါပေမဲ့ပြန်စင်းစားကြည့်ရင်မိဘကိုလှုပ်ကြွေးကိုင်းဆိုတာမပြည့်စုံတဲ့မိဘစီမှာပေါက်ဖွားတဲ့သားသမီးတွေပဲရတဲ့ချာချာပါပါအခွင့်အရေးမျိုး။ဘာလုံးမှမလုပ်ပဲပိုက်ဆိုင်တွေရကျင်လိုက်တာလို့ပြောကြတယ် တကယ်တမ်းသာအဲ့ဒီလိုဘဝမျိုးပိုင်ဆိုင်ကြည့်ကြာရင်ပြင်းလာလိမ့်မယ်လူရင်ဆန္ဒတွေပြေဝကြပါစေဆိုတာလူကြီးသူမတွေ ပေးလို့ရှိတဲ့စုလူတိုင်းလိုချင်တာကိုဒါပေမဲ့ဘလောက်ဖြစ်ဖြစ် မပြည့်နိုင်တဲ့လူအင်ဆန္ဒတွေလောက်ကိုလိုက်နေသေး၍ဘဝကဘယ်တော့မှပျော်ရမှာမဟုတ်ဘူးဒါကြောင့်ငငယ်လေးကလေးကမိဘကလူလေသေးမရှိထားလာတဲ့ကလေးတွေဟာရုတ်တရက်ဆိုကံကောင်းတယ်လို့ထင်ရပေမဲ့ မိဘကအဲ့လိုမဖြစ်ပေးနိုင်တော့ဘူးဆိုတဲ့အခါသူတို့ကိုယ်တိုင်ဘဝတည်းကိုဝင်လို့ငငယ်ကလိုမဟုတ်တော့ဘူးလို့ဆိုတဲ့အခါတခြားသူတွေတက်ဆိုင်ပိုပြီးပြိုလဲဖို့များတယ်ပျော်ရွှင်ခြင်းသင်္ကန်းစာဆိုတာခုလက်ရှိသူပျော်နေတယ်ဆိုတိုင်းသင်္ကန်းစာအကုန်တက်မြောက်ထားတယ်မှပြောလို့မရပဲကိုပဝင်းကျင်မှာလည်းကြည့်ကြည့်ပါဆိုရတဲ့လူမှုဆက်ဆံရေးတစ်ခုကိုဖျက်ဆီးနေရတဲ့သူဟာ သူတစ်ပါးကိုလက်တွဲကြတဲ့အကြံဉာဏ်တွေပြန်ပေးလာနိုင်တာမျိုးမိဘရဲ့လွဲမားတဲ့ပြုစုပြိုးထောင်နည်းတွေနဲ့ကြုံခဲ့ရတဲ့သူဟာကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ parenting ကိုပိုပြီးဂရုစိုက်တက်လာတာမျိုးနိုင်ငံကလေးကမွေးရပါနှလုံးရောဂါပါလာတော့တခြားကလေးတွေလိုပြေးလွှားမဆော့နိုင်ခြင်းကစာပိုဖတ်ဖြစ်စေပြီးပညာဉာဏ်ပိုကြီးစေခဲ့တာမျိုးသတ္တပြည့်အများကြီးတွေ့ရပါလိမ့်မယ် အဆင်ပြေမှုတွေကံကောင်းမှုတွေက လူကိုပျော်ရွှင်စေတာမှန်တယ်။ဒါပေမဲ့အခက်အခဲတွေကံဆိုးခြင်းတွေကပဲလူကိုပိုပြီးတမလာစေတာရင်းချက်လာစေတာအတိတ်ပဲရှိလာစေတာဒါကြောင့်ကိုဘဝကိုပြန်စင်းစားကြည့်ရင်ကံဆိုးလိုက်တာလို့ထင်ရတဲ့အချက်တချို့ဟာကျွန်တော်တို့ကို အကောင်းဘက်စီဥတီစေခဲ့တာတွေအများကြီးရှိတယ်ကံဆိုးမှုတိုင်းကိုတော့ ကံကောင်းမှုဖြစ်ပြောင်းလဲဖို့ဆိုတာမလွယ်ဘူးပေါ့ကျွန်တော်ကိုယ်တိုင်လည်းအပေါ်မှာပြောခဲ့တဲ့အချက်နှစ်ချက်ကိုတမင်တကာကြီးအကောင်းဘက်ပြောင်းခဲ့တာမဟုတ်ဘူးကိုယ်တိုင်တောင်မသိလိုက်ပဲသူ့ဟာသူဖြစ်လာတာတွေပဲနောက်မှသာတတိထားမိသွားတာတကယ်လို့ကျွန်တော်သာငါဖြစ်ချင်တိုင်းမဖြစ်ရဘူးငါကမတော်ပါဘူးမလုံနိုင်ပါဘူးဆိုပြီးထိုင်ပဲစိတ်ညစ်နေမယ်ဆိုရင်လေဒီလိုနေသားမျိုးဖြစ်လာမှာမဟုတ်ဘူး စ조사အထုတ်မှုတော့ရှိရတာပေါ့ဘဝဆိုတာစာအုပ်တအုပ်ဆိုရင်အแทမှာဘာတွေကြိုရေးထားလဲကိုမသိနိုင်ဘူးဘယ်နှမျက်နာပါတယ်လဲဆိုတာလဲကိုမသိဘူးကုံကုံပြောရရင်ခူးရောက်နေတဲ့စာမျက်နာကနောက်ဆုံးတရွက်လားဆိုတာတော့မသိနိုင်ဘူးအဓိကကကိုရေးနိုင်တဲ့လောက်အကောင်းဆုံးရေးနေဖို့ပဲအရာထင်တဲ့နေ့လဲထင်မယ် မထင်တဲ့နေ့လည်းမထင်ဘူးဘလို့ပဲဖြစ်ဖြစ်ကိုရေးနေသေးတော့ကိုစာအုပ်ကတံပိုးတက်တက်လာမှာပဲလူဖတ်ချင်စရာဖြစ်လာမှာပဲအများအတွက်တံပိုးရှိတဲ့စာအုပ်ကောင်းတအုပ်ဖြစ်လာမှာပါပဲဒေါက်တာဖြူတီဟာ